ရေကေစိကုတလာဓမ္မသဗ္ဗေတိယောနိတောမနတိကာရမူလကာတဲ့ဆိုလိုတဲ့အသေးပဲကဖြစ်ပေါ်လာတဲ့ကုသမှန်သမျှယောနိတောမနတိကာရပုံမှာအခြေခံတယ်လို့ပြောတယ်။ယောနိတောမနတိကာရကြောင့်ဖြစ်တာတဲ့။အဲယောနိတောမနတိကာရဆိုတာဘယ်လိုအာယုံပဲလာလာ။သူက wise attention စဉ္ညာဉာဏ်နဲ့နှလုံးသွင်းတတ်တာတော့ပုံပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိတမနတိကာရလို့ပြောတယ်အဲ့တော့ကုသိုလ်ဖြစ်အောင်ကဘယ်လိုနှလုံးသွင်းရမှာလဲမျက်စိကမြင်စရာအာယုန်လေးတစ်ခုလောဘဖြစ်စရာအာယုန်လေးတစ်ခုဖြစ်လာလို့ရှိရင် ကိုယ်ပါဆင်ញင်တုံတရားကပါဆင်ញင်တုံတရားတော့ဆိုသူများပိုင်တဲ့ပစ္စည်းဆိုရင်အာဒါသူများပိုင်တဲ့ပစ္စည်းသူ့မှာကုသကံရှိလို့ဒီပစ္စည်းကိုရထားတယ်ဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော်ဘူးငါမှာလောဘမဖြစ်เสียရဘူးလို့ဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိတော်မတ္တိကထာလို့ခေါ်တာမုန်းเสียလူတယောက်ကိုတွေးလိုက်လို့ရှင်တယ်ချစ် ေးငါမုံလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားဟာညှဉ်းနှောင်းတော်ပြီးငါမှပဲအကုသိုလ်ဖြစ်တယ်။ဘုံနေခြင်းဟာကျိုးမရှိဘူးလို့။ဟောနှလုံးသွင်းလိုက်လို့ရှိနေတယ်။ဒါယောနိတော်မနတိကာ။ဆိုလိုတာကယောနိတော်မနတိကာဆိုတာကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရ။ကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရ။ဥပမာပဲလူတစ်ယောက်ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်မေတ္တာကိုတိဆောက်ပြီးဆိုလို့ရှိရင် လူတိုင်းလူတိုင်းမှာအဆိုးနဲ့အကောင်းဆိုနှစ်မျိုးတွဲပြီးတော့လာတယ်လူတိုင်းလူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူရဲ့ဆိုးတာတွေကြည့်တယ်ဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုသာကြည့်ပြီးတော့မေတ္တာပွားဒါကုသနာမှာမေတ္တာဖြစ်ဖို့ကအဓိကပါ ီလူတယောက်ပေါ်မှာဩဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုအဲ့ဒီအဆိုးတွေသာတွင်လို့ရှိရင်မိတော့ကလေးကိုလေဖြူးဖြူးလေးတိုက်လာတယ်လို့ပဲသူကပို့ပြီးတော့ချိန်မြက်လာချိန်မြက်လာလေပစ်မိလောင်ရာလေပစ်ဆိုတာအဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျတော့ဒေါသတွေကပုံမြက်လာဘယ်ဟာပဲဖြစ်ဖြစ်မိလောင်ရာလေပစ်ဆိုတာလောဘဖြစ်ရင်လေတွေးလိုက်ရင်ပို့လောဘဖြစ်တယ် ဒေါသဖြစ်တဲ့အာယုကိုတွေးလိုက်ရင်လည်းပိုပြီးတော့ဒေါသအချိန်ညက်လာအဲ့တော့အဲ့ဒါတွေကိုမတွေးပဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရတယ်အဆိုးတွေတဲကအကောင်းကိုရှာအဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ပြောလို့ဆိုအဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုပေါ်မှာလောဘဖြစ်ရင်လူတယောက်ပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ် ဆိုပါစို့မိဘနဲ့သားသမီးဆိုတာမိဘကဒီသားဒီသမီးကိုတိတ်ချစ်တယ်တန်ရစင်တွေတိတ်ဖြစ်လာသူ့ဘောမှာဖြစ်လာတဲ့တန်ရစင်မလျှော့နိုင်ဘူးဆိုဘာတွေးရမလို့ဆိုအေးငါအိမ်ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကန်နေသူလာတာပြန်ကျင်တော့လေသူ့ဘာသူပြန်มาငါကအရင်တော့သူ့ကိုအတိတာမဟုတ်ဘူးခုမှတိတာဘာလဲတနေ့တည်ရမှာသူတို့လည်းတနေ့တည်ရမှာ ဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ရှင်အလုံးလို့ရော့ချသွားတာတွေးကြည့်ရင်ဒီတိုင်းပဲရော့တော့မှာပဲတွေ့တာမှုတွေတရားစင်တွေရှော့ချလာတယ်အေးဒီတာတွေ့တာမှုတရားစင်ငါလည်းအချိုးမဖြစ်ဘူးသူ့လည်းအချိုးမဖြစ်ဘူးသူ့မှာဘာလို့အပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာကံကြီးကြည့်သူလိုအပ်တာငါဖြည့်ဆည်းပေးမယ်သူ့ကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ်တက်တက်တရားစင်ဖြစ်နေလို့ ငါအဖို့မှာဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတည်တော်ခြင်းဖြင့်တန်ရောစင်တရားကိုရှင်းချပေးလို့ရတယ်ပစ္စည်းဥစ္စာလေးပေါ်မှာလည်းတန်ရောစင်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ရတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရဲ့မစားရဲ့ဒီလိုဖြစ်တတ်တာတွေရှိတတ်တယ်ပေါ့နော်ကိုသိစုံမဲ့တဲ့ပစ္စည်းဆိုရင်ကိုကိုယ်တိုင်တောင်မသုံးရဘူးသူများဂိုင်ကြည့်ဖို့ဆိုရင်နေနေတာ အဲ့ဒါမျိုးတော့ဖြစ်တတ်တယ်။အဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲကခုနကယောနိသောမနတိကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုရင်အနိစ္စသဘောတရားကိုဆင်ခြင်စဉ်းစားကြည့်အောင်။အေးဒီပစ္စည်းလေးဟာငါမသုံးလဲ။ငါကတော့လဲပစ္စည်းကိုစွန့်တာဖြစ်တယ်။ပစ္စည်းကတော့လဲငါ့ကိုစွန့်သွားနိုင်တယ်။ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင်အိုးမကြင်ငါနဲ့ပဲကြီးပါလား။နေပြီးတော့သွားတဲ့လမ်းပေါ်မှာ ဝိတန်ချမ်းသာတဲ့မိသားစုလိုကြာရတယောက်အောင်မှမကြံအောင်ကာအစီရနဲ့ဆုံးသွားတယ်အဲ့တော့လောကဆိုတာမကြီးမျော်ပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်တဲ့ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေဟာကိုယ်ကဆုံးသွားတယ်လို့ခေါ်တယ်။ဩတခါဒီရန်ကြတော့ကိုယ်ကအသက်ထင်ရှားရှိပြီမဲ့ပစ္စည်းတွေ ဟိုမနစ်တုန်းကတနစ်တုန်းကမင်္ဂလာစေးကြီးမိလောင်သွားတယ်ဆိုပစ္စည်းတွေအများကြီးပါသွားကြတာပဲအဲ့ဒါပစ္စည်းကကိုယ်ကိုဆွန့်သွားတယ်လို့ခေါ်တာအဲ့တော့ပစ္စည်းကလည်းကိုယ့်ကိုကိုယ်ဆွန့်တတ်တယ်ကိုယ်ကလည်းပစ္စည်းကိုဆွန့်ခဲ့ရတတ်တယ်ဒီနှမျိုးဟာကြုံရတတ်တာဖြစ်သောကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုယ်နဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုဟာချိန်ပိုင်းလေးပဲနော်ချိန်ပိုင်းလေးဆိုတာစဉ်းစားကြည့်ရအောင် သက်60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါသုံးမယ်ဆိုလို့ရှိရင်တွေ့ကြည့်လိုက်ရင်နောက်ထပ်အနည်း40တဲ့ပို့ပြီးတော့မသုံးနိုင်ဘူးဒီတဲ့ပို့ပြီးတော့ငါနဲ့တူတူရှိမှာမဟုတ်ဘူးဆိုလိုက်အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့အချိန်မှာဒီပစ္စည်းဆိုတာအသုံးချဖို့ဖြစ်တယ်သုံးရမယ်လို့ဆိုရင်စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာနှမျောတော်တော်မှုဆိုတာပျောက်ပဲသွားတယ်ဒါရပဲဖြစ်ဖြစ် ရှင်ခြင်းတုံတရားမတ္တမအရေးကြီးတယ်အဲ့ဒါကိုပဋိသင်္ခါဏဗလလို့ခေါ်တယ်ရှင်ခြင်းမှုစွာအားတိတ်အရေးကြီးတာလောကမှာရှင်ခြင်းစဉ်းစားမှုဖြင့်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားနိုင်